မင်္ဂလာပါ positive energy circle weekend talk လေးအနေကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့ကျွန်မအကြောင်းအရာလေးတစ်ခုစဉ်းစားမိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်မေတ္တာတရားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့မေတ္တာဆိုတဲ့စကားလုံးပေါ့မေတ္တာဆိုတဲ့စကားလုံးကအချစ်ဆိုတာနဲ့အောင်မတူပါဘူးတဲ့နော်မေတ္တာဆိုတာပို့ပြီးတော့အဆင့်တန်းမြင့်နေတကယ်တမ်းမှာလူတစ်ယောက်ကတကယ်ကိုစိတ်မှန်နဲ့မေတ္တာတရားကိုထားနိုင်တယ်ဆိုလို့ရှိရင် နော်အဲ့ဒီမေတ္တာတရားဆိုတာအမတမ်းမှတန်ဖိုးကြီးမားလွန်းလို့တကယ်ကိုစွန့်ရည်တတ္တိအရာလဲအမြင့်ဆုံးမလို့နော်ကျမတို့တာမန်လူတွေအနေနဲ့ပြောဖို့ဆိုလို့ရှိရင်တော့မှကျမတို့ပါဇက်နဲ့အဲ့ဒီစကလုံးကစံပါမလားဆိုပြောတော့မှကျမစိတ်ထဲမှာတခါနေကြလို့ရှိရင်တွေးမိတယ်နော် ကျမအမြင်နဲ့မပြောနေကြ consciousness map ဆိုတာရှိရဲ့ကျမတို့ရဲ့အာယုံသိစိတ်ပေါ့နော်အဲကျမတို့ရဲ့စိတ်ရဲ့ဖြစ်စဉ်တွေစိတ်မှာဖြစ်ပေါ်နေတဲ့အခြေအနေပေါ့လူတယောက်ကတကယ်ကို မေတ္တာဆိုတဲ့စိတ်ဝင်နေတဲ့အချိန် unconditional love လို့ခေါ်တာပေါ့နော်သူသတ်မှတ်ထားတဲ့မေတ္တာတော့အဲ့ဒါကကြည့်မယ်ဆိုလို့ရှိရင် frequency ချိန်နှုန်းတွေအရာလဲအမတန်မှမြင့်မာတဲ့စိတ်အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပြောရမှာဖြစ်တယ်အဲ့တော့ကျမတို့လူသားတွေကတာမန်နားလေကြတဲ့မေတ္တာဆိုတာကကျမတို့ကတစ်ခါလေကြလို့ရှိရင်ဘာနဲ့လေသွားပြီးရောနေတတ်ကြတယ်ဆိုလို့ရှိရင်ချစ်တယ်ဆိုလို့ရှိရင်ဒါကိုမေတ္တာဆိုပြီးတော့ အာတော့ပြီးတော့ရောင်းနေကြတာမျိုးရှိရေပေါ့နော်အဲ့တော့မေတ္တာရဲ့သဘောတဘာဝကဘာလဲဆိုလို့ရှင်အေးမြတယ်ချစ်တယ်ဆိုတာကတော့သူ့စီမှာနှောင်ဖွှဲမှုတွေပါတယ်ဆွေးလန်းမှုတွေပါတယ်တွင်ကြီးမှုတွေပါတယ်ပြီးတော့ချစ်တယ်ဆိုတာကအာအပူတွေပေးတတ်တယ်ပေါ့နော်အဲ့တော့အချင်းနဲ့မေတ္တာပေါ့ဒါကိုလည်းတွဲပြီးတော့ပြောကြတယ်ချစ်ချင်းမေတ္တာဆိုပြီးတော့ပြောကြတယ်အဲ့တော့အချင်းနဲ့မေတ္တာကိုမျှတအောင်နော်တယောက်နဲ့တယောက်ပေးနိုင်တယ် နော်ဒါကိုချစ်ချင်းမြတ်တာအနေနဲ့အသုံးချနိုင်မယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဘဝမှာရှိရတဲ့ relationship တွေနော်လူမှုဆက်ဆံရေးတွေပေါ့နော်လူမှုအတိုင်းအဝိုင်းရဲ့ social circle တွေမှာရှိရဆက်ဆံရေးတွေလည်းဒါအများကြီးအဆင်ပြေလာမယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့မြတ်တာဆိုတာကအမြဲတမ်းအစဉ်တမ်းမြင့်နဲ့အမြဲတမ်းတန်ဖိုးကြီးရယ်เนาะထိတ်ဆုံးမှရှိတဲ့ energy အရလဲပြောကြရဲဆိုပေမဲ့လေကျမတို့က အရိယသူရောဇနီမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အရိယသူရောဇနီထားနိုင်တဲ့မေတ္တာမျိုးပေါ့နော်ဒါမျိုးကိုကျမတို့မထားနိုင်သေးဘူးဒါပေမဲ့တာမန်လူသားတွေအနေနဲ့ပေါ့ကျမတို့ဒီမှာ ခွင့်လွှတ်ခြင်းနေရှိရဲ့နားလေခြင်းနေရှိရဲ့ဖြည့်စည်းတဲ့ပေးဆက်တဲ့ထောက်ပံ့ပေးရဲ့ကူညီပေးရဲ့လောက်ကင်ပေးရဲ့အစရှိတဲ့ပြင်ပေါ့နော်ဒါတွေကဘာလဲဆိုလို့ရှိရင်ကျမတို့လူသားတွေတာမန်လူသားတွေအနေနဲ့ထားနိုင်တဲ့မေတ္တာနော်ကျမတို့အနေနဲ့ ပြနိုင်တဲ့မေတ္တာရဲ့ပုံစံပေါ့နော်။ဒါမျိုးကိုကျွန်တော်တို့ကပြောလို့ရတယ်။အဲ့တော့မေတ္တာဆိုတာကခုနကကျွန်မပြောသလိုပေါ့နော်။ခွင်လွတ်တယ်လို့ဖြည့်စည်ပေးရနားလည်ပေးရဒါရီယာဟုတ်ပါတယ်။ဒါမေတ္တာရဲ့တယုတ်တကံနေဖြစ်တယ်။သဘောသဘာဝတွေဖြစ်တယ်။လူတစ်ယောက်ကတစ်ယောက်ပေါ်မှာမေတ္တာရှိရယ်မေတ္တာထားခြင်းလေဆိုလို့ရှိရင်သူ့ရဲ့ကောင်းကျိုးကိုလိုလားတယ်။သူ့ရဲ့ဘဝတလန်းတွေအတွက်ကိုဖြည့်စည်ပေးရရှိရယ်၊ကူညီပေးရ နော်နှုတ်ရဲ့ဆောင်းမခြင်းလက်ရဲ့ဆောင်းမခြင်းအစရှိသဖြင့်ဒါမျိုးတွေလုတ်ပြရမျိုးတွေရှိတယ်ဒါကမြစ်တာပဲပေါ့နော်တခါလေကြလို့ရှိရင်ကျမရဲ့စိတ်ထဲမှာပေါ့နော်လူတွေကအာမြစ်တာနဲ့ပတ်သက်ပြီးတော့တလွဲစပင်ကောင်းနေကြတာတွေရောရှိလာပေါ့နော်ဒါကိုလည်းကျမသွားပြီးတော့စဉ်းစားမိရယ်နော်အဲ့တော့တခါတော့ညီမလေးတယောက်ကပြောတယ်ဘာလဲဆိုလို့ရှိရင်သူနဲ့သူ့ရဲ့ relationship ပေါ့နော်အဲအဆင်မပြေဘူး toxic တွေအရင်ဖြစ်တယ်ပေါ့နော်အဲ့လို toxic တွေဖြစ်တဲ့အခါမှာ तू ကဘာဖြစ်တယ်ဆိုတော့မေတ္တာတရားနဲ့ပဲအာမေတ္တာတရားနဲ့ပဲဖြည့်တွေးပြီးတော့ပြန်ပြီးတော့လက်ခံခြင်းနေပေါ့နော်ဒါတွေကအကုန်လုံးမေတ္တာပဲပေါ့နော်ပြန်ပြီးတော့လက်ခံတာเนาะကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်ဘူး၊တွားနေတဲ့ direction ချင်းမတူဘူး၊ရည်ရွယ်ချက်ချင်းမတူဘူးเนาะ energy မတူဘူးအဲ့လိုမျိုးလူတယောက်ပေါ့เนาะကောင်းတယ်မကောင်းဆိုတော့မပြောပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါကို relationship လည်းမဟုတ်ဘူးလीเนาะသူများရဲ့ကိစ္စသူများရဲ့ personal ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးတော့သုံးသက်မှုမျိုးမလုပ်ချင်ဘူး။ဒါပေမဲ့အတိအကျတော့ပါလဲဆိုတော့မလန်းเจ้าမတူတဲ့လူနှစ်ယောက်မှာတူတူတွားနေကြတဲ့အခါမှာ clash ဖြစ်တာတွေရှိတယ်เนาะအဆင်မပြေတာတွေပုတ်တိုက်မှုတွေများတယ်ဒါမျိုးတွေရှိရဲ့အခါမှာသူ့အနေနဲ့ဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်ဒါကိုဟိုမေတ္တာဆိုတာနဲ့သူကခြီးပြီးတော့ပြောရတယ်ပေါ့เนาะအဲ့တော့ဒါကျွန်မစဉ်းစားမိရေပေါ့တခါတလေကြောက်လို့ရှိရင်ကျွန်မတို့ကဒါသူ့ပြောတာမဟုတ်ဘူးเนาะဒါကျွန်မတခြားเออตะชา example อันนี้เนี่ยจะมาပြောပြတာတခါလေးကြောက်လို့ရှင်ကျမတို့ဘဝမှာဟို အရင်ဤဆုံးဆိုရင်သူတွေရှိတတ်ကြတယ်လीเนาะအညီကိုမောင်နှမတွေပါနိုင်တယ်မိဘအဆွေမျိုးအတိုင်းဝိုင်းလို့ဖို့ဂိုင်ဘက်เนาะတငယ်ချင်းနောက်ကိုယ့်ရဲ့အနီးနားမှာရှိရကိုယ့်ရဲ့ချစ်သူเนาะဒါတွေလည်းသူတို့တွေလည်းပါနိုင်တာပဲအဲ့တော့ကျမတို့ကြားဘူးပါတယ်အနားမှာရှိဆုံးလူတယောက်เนาะကိုယ့်ရဲ့အခြေရဆုံးဆိုတဲ့သူတွေကိုအရင်နှီးဆုံးဆိုတဲ့လူတွေရပဲကျမတို့အပေါ်မှာနော်ဒုက္ခတွေပေးတတ်ကြတယ်ပူလောင်မှုတွေပေးတတ်ကြတယ်နော်နောက အကူအညီပေးတတ်ကြတယ်ဆိုတာလေနော်အဲ့ဒီလိုမျိုးပြောတယ်ဆိုလို့ရှိရင်လက်ခံကြမယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကျမတို့အမြဲတမ်းပဲကြုံတွေ့နေရလीနော်ကိုယ့်ရဲ့အဝေးမှာရှိတဲ့သူတယောက်ကကိုယ့်စိတ်ဒုက္ခပေးဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့တကယ်ဘဝမှာအကြီးမားဆုံးသောစိတ်ဒုက္ခပေးရတဲ့သူတွေကအရင်ဒီဆုံးလူတွေဖြစ်တတ်ကြတယ်နော်အဲ့တော့ကျမတို့ရဲ့ဒီ social relationship တွေပေါ့နော်မိဘဆွေမျိုးအတိုင်းအဝိုင်းလို့ပေါ်ကိုင်းပဲမိဆွေတင်ငယ်ချင်းချစ်သူအိမ်အောင်ပဲအကုန်လုံးပေါ့နော်သူတို့နဲ့ပတ်သက်ပြီးလို့ရှိရင်ကျမတို့စီမှာ ဘာတွေရှိတတ်ကြလဲဆိုလို့ရှိရင်တခါလေကြာလို့ရှိရင်နော်တစ်ဖက်ကကိုယ်ကိုအရင်နှိမ့်ဆက်နေတယ်နော်တစ်ဖက်ကကိုယ်ကိုမဟုတ်တန်တရားတွေအကုန်လုံးပြောတယ်ဆွဆွဲတယ်ပြောဆိုတယ်မတရားတာတွေလုပ်တယ်နော်ပြီးရခါမှအမျိုးစုံလိမ်လည်တယ်လှည့်ပြားတယ်နော်အာတစ္ဆာဖောက်တယ် နော် number ကိုကမကြိုက်ဘူးလို့ပြောထားတယ်ကိုမကြိုက်မှန်းသိတဲ့အရာတွေကိုပဲတည်တည်နဲ့ရည်ရွယ်ချက်ရှိစွာနဲ့ဇက်တိုက်လုပ်ပြနေရယ်နော်အမျိုးစုံစိတ်ဒုက္ခပေးရယ်အကုသို့ပေးရယ်စီးရီကြော်နေရယ်နော်အစရှိသဖြင့်ဒါမျိုးတွေကလုံတက်ကြရယ်ကျမတို့ social circle တွေမှာဒီလိုအရာတွေကိုကျမတို့ရတတ်ကြရယ်အဲ့လိုရတဲ့အခါမှာကျမအနေနဲ့ဘယ်လိုမြင်လဲဆိုလို့ရှိရင်ဒီလိုအရာတွေပေါ့ကိုယ့်ရဲ့စိတ်ကိုစိတ်ဒုက္ခဖြစ်စေတယ်၊နာကျင်စေတယ်၊ဝမ်းနည်းစေတယ်၊ပူလောင်စေတယ်ပေါ့နော်။အဲ့လိုအရာတွေကို ကိုကလက်ခံထားတာနော်ခွင့်ပြုထားတာနော်နောက်ပြီးကိုဘလောက်ပဲအနိုင်ကျင့်ကျင်ကိုကဟာဖြည့်ဆည်းပေးမယ်သူ့ကိုနော်အောက်ကျုပ်ပေးမယ်နားလေပေးမယ်နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တကယ်တော့မေတ္တာတော့မဟုတ်နေဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မေတ္တာမဟုတ်နေဘူးလို့ဘာဖြစ်လို့ပြောရတာလဲဆိုလို့ရှိရင် ကျမတို့အဲ့လိုမျိုးကိုကခံစားရတဲ့အချိန်ပေါ့နော်ကိုတစ်ဖက်ကတကယ်ကိုနှိမ့်ဆက်ကလူပြုတ်နေရပေါ့နော်ကိုမကြိုက်တာတွေလုပ်နေရကိုကအဲ့ဒါအကြောင်းမလို့ကိုကစိတ်ထဲမှာအကြီးကျယ် suffering နေဖြစ်နေရတယ်ဆိုလို့ရှိရင်ကျမတို့ကကိုကိုကိုဘယ်လိုထင်တာလဲဆိုတော့ဒါငါမြေတားကြီးလုံးအကြီးလို့เนาะငါဒါတွေကိုခံနိုင်တာငါဒါလက်ခံပေးလိုက်မယ်နော်ပြီးတော့ကိုကပါလဲဆိုမေတ္တာရှင်မာကြီးဘွဲကိုကိုကယူလိုက်တာလေနော်ဒါကငါသဘောထားကြည်လွန်လို့မေတ္တာကြည်လွန်လို့နော် तू ကခလေးမလို့ तू ကအသက်ငယ်လို့ပါ तू ကမတိတတ်သေးလို့ပါ तू ကနားမလဲတတ်သေးလို့ပါအစရှိတဲ့ဖြင့်ဒီလိုမျိုးဖြည့်တွေးတတ်ကြရပါဘောနော် ဒါပေမဲ့တကယ်တမ်းမှာကိုကအဲ့ဒါကိုမြေတားထားလိုက်တယ်သီးခံလိုက်တယ်ဆိုပေမဲ့ဒီခါလေးကြောက်လို့ရှိရင်အဲ့လိုမျိုးကိုကသီးခံလိုက်တယ်လက်ခံလိုက်တယ်ဆိုတာကကိုရဲ့စိတ်မှာတကယ်ကိုမြေတားတရားနဲ့အေးမြနေရလားဆိုတာကိုကိုကကိုပြန်ပြီးတော့မေးကြည့်စီခြင်းတယ်ကျမတို့တကယ်တမ်းမှာစိတ်ရနာခြင်းမှုတွေဖြစ်နေတဲ့အချိန်မှာဘလို့မှ မအေးချမ်းပါဘူးစိတ်မှာအကုသိုလ်တွေဖြစ်နေရယ် suffering ဖြစ်နေရယ်ဆိုလို့ရှင်ကျမတို့စိတ်ကဘလို့မှမအေးချမ်းပါဘူးအဲ့တော့အဲ့လိုဘလို့မှမအေးချမ်းတဲ့စိတ်နဲ့နော်ကျမတို့ကအခြေအနေတစ်ခုတွေမှာ stuck ဖြစ်နေရသည် ကျမတို့ကမေတ္တာတရားကိုအခြေခံထားတာတော့ဟုတ်မနေဘူးနော်အဲ့တော့ကျမတို့ရဲ့ဘဝဘာဖြစ်နေရလဲဆိုရင်တကယ်ပြောရမယ်ဆိုလို့ရှင်ကျမတို့စိတ်ကလေအဲ့ဒီအချိန်မှာနေ့စဉ်အချိန်နဲ့အမျှမငရေကြခံနေရတယ်လို့မျိုးပူပြင်းချောက်တွေ့နေတာမေတ္တာတရားနဲ့ စိမ့်လန်းငိမ့်ချမ်းနေရမျိုးမဟုတ်ဘူး။ပူပြင်းခြောက်သွေ့နေရဲ့နာကျင် နေရဲ့เนาะအဲ့လိုမျိုးတွေဖြစ်နေရလေ။အဲ့တော့ကိုကတီးခန့်တိုင်းเนาะကိုကဖြည့်တွေးပေးတိုင်းတချို့အရာတွေတချို့လူပုဂ္ဂိုလ်တွေတချို့အခြေအနေတွေဟာဟိုထိုက်တန်မနေဘူးပေါ့နော်။မေတ္တာထားရဲဆိုတာကဒါဖះလဲပြောတာပဲလေကိုကိုကိုမေတ္တာထားရမယ်ဆိုရမျိုးပေါ့နော်ပြောတာပဲအဲ့တော့မေတ္တာထားရတဲ့ဆိုရင်နေရာမှာကိုကိုကိုမေတ္တာထားဖို့ကရောအရေးမကြီးဘူးလားပေါ့နော်အဲ့တော့ ဟုတ်ပြီကိုကမေတ္တာတရားကိုကိုးကွယ်တယ်မေတ္တာတရားနဲ့အရာရာကိုဖြည့်ဆည်းပေးမယ်။နော်မေတ္တာတရားနဲ့အရာရာကိုလက်ခံပေးမယ်ဆိုလို့ရှိရင် ကျွန်မကပြောချင်တာတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒီမေတ္တာတရားဆိုတာကိုကိုကိုဖြည့်ဆည်းဖို့ကိုကိုကိုကာကွယ်ပေးဖို့ ကိုကိုကိုပြန်ပြီးတော့အရှိအတိုင်းကိုလက်ခံပေးဖို့ရောမဖြစ်နိုင်ဘူးလားပေါ့နော် self love ပေါ့နော်ကိုကိုကိုအရင်ချစ်ပေးဖို့နော်ကိုရဲ့စိတ်ရဲ့နာကျင်မှုတွေပူလောင်မှုတွေဖြစ်တယ်ဆိုလို့ရှင်ဒါတွေကိုကိုယ်တိုင် block လုပ်နိုင်ရမယ်ဒါဟာကိုယ့်ဟာကိုယ်ကာကွယ်တာပဲကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုရအောင်ကိုယ့်ဟာကိုယ်ကာကွယ်တာပဲနော်ဒါကရောမေတ္တာတရားထားတာမဟုတ်ဘူးလားနော်ဖြည့်ပေးရတယ်ဖြည့်ပေးရတယ်မေတ္တာတရားနဲ့ဖြည့်ပေးပါဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ဒဏ်ရာဖြစ်နေတဲ့အပေါက်ဖြစ်နေတဲ့စိတ်ကိုရော ကိုယ့်ရဲ့စိတ်ကလေးကိုရောကိုယ်ကမေတ္တာတရားနဲ့ဖြည့်ပေးဖို့မလိုဘူးလားမေတ္တာတရားနဲ့လူတယောက်ကိုနော်နားလည်ပေးတယ်နော်သူပြန်ကောင်းလာပါစီဆိုပြီးတော့ခွင့်လွှတ်ပေးတယ်မျှော်လင့်တယ်ဆိုတဲ့အစားနော်ကိုယ့်ရဲ့၆တွေ့နွမ်းလျနေရဲ့ကိုယ့်ရဲ့နှလုံးသားလေးကိုမေတ္တာဆိုတဲ့အရာနဲ့နော်ပြန်ပြီးတော့ရေလောင်းပေါင်းတင်လုတ်ပေးတာမျိုးကိုမလုတ်ပေးသင့်ဘူးလားပေါ့နော်တကယ်တော့ဘာလဲဆိုလို့ရှိရင်မေတ္တာဆိုတော့ ပြောလိုက်တယ်ဆိုလို့ရှိရင်ကိုကနေပဲစတင်တဲ့မေတ္တာမျိုးကိုဖြစ်စေခြင်းနဲ့ကိုကကိုကိုနာကျင်မှုဖြစ်စေတဲ့အရာတွေလူပုဂ္ဂိုလ်တွေစကလုံးတွေအခြေအနေတွေအတွေးအမြင်တွေအပြုအမူတွေအဲ့ဒီအရာတွေကိုထက်ခါထက်ခါကိုစီမှာ ဖြစ်နေဖို့အတွက်ကိုကလက်ခံပေးထားတာခွင့်ပြုပေးထားတာနော်ကိုရဲ့စိတ်ကိုနာကျင်စေရသည်ဘာလဲဆိုကိုကိုကိုမေတ္တာထားဖို့အများကြီးလိုနေသေးရဲ့ဆိုတာကိုပြတာကိုကိုကိုချစ်ဖို့အများကြီးလိုနေသေးရဲ့နော်ဒါကိုပြတာ အဲ့တော့ကျမအစရေကဒီ talk ပြောတဲ့အချိန်မှာကျမစကားပလင်ခံခဲ့ရရှိတယ်။ကျမတို့တွေကတာမန်ဘုဒ္ဓဆဲလူသားတွေလीနော်ရိုးရိုးတာမန်လူသားတွေကျမတို့ထားနိုင်တဲ့မြစ်တာဆိုတာအရင်ကအစင်အတန်းမြင်ပြီးတော့နော်ဒီ area သူတော်စင်ပုံကိုထားနိုင်တဲ့မြစ်တာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ဘာဖြစ်လဲဆိုကျမတို့ကတာမန်လူသားတွေဖြစ်တဲ့ဘဝခရီးလမ်းကိုကျမတို့ရှောက်လန်းနေရယ်။အဲ့တော့ကိုယ့်ရဲ့ဘဝခရီးလမ်းမှာကိုဟာ တကယ်ကိုစိတ်ကြည်ကြည်လင်လင်အေးအေးချမ်းချမ်းနဲ့မေတ္တာတရားနဲ့ပြပြဘဝဘဝကိုရှင်သန်ခြင်းနဲ့ဆိုရင်ကျမတို့က boundary တွေထားတတ်ရတယ်เนาะ spiritual လို့တည်းဆိုရင်လည်း boundary ဆိုတဲ့စကားလုံးကိုအရင်ပြောကြတယ်เนาะဆရာတွေကခဏခဏသတိပေးတယ် boundary ထားပါ boundary ထားပါเนาะအဲ့တော့ကိုကကိုနဲ့မအပ်ဆက်တဲ့ပဝန်းကျင်တွေလူပုဂ္ဂိုလ်တွေအခြေအနေတွေเนาะရောင်းဝန်းတွေဒီလိုအရာတွေနဲ့ကိုကကိုကိုကိုစီးချလိုက်တယ်။ boundary တတ်မှတ်လိုက်တယ်ဆိုတာကဒီလိုလူတွေပုံမှာကိုက မုန်းလို့လည်းမဟုတ်ဘူးမေတ္တာဆိုတာခုနပြောသလိုပေါ့ဖြည့်ဆည်းပေးရတယ်နားလည်ပေးရတယ်ခွင့်လွှတ်ပေးရတယ်ဒါတွေကမှန်ပေမဲ့ကျမတို့စီမှာမေတ္တာတရားနဲ့လက်လွတ်လိုက်တယ်ဆိုတဲ့အရာတွေလည်းအများကြီးရှိတယ်မေတ္တာတရားနဲ့လန်ခွဲတယ်မေတ္တာတရားနဲ့လက်လွတ်တယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲအကုန်လုံးလည်းခွင့်လွှတ်ပြီးသားဖြစ်သွားပါတယ်နော်လက်လွတ်တယ်ခွင့်လွှတ်တယ်အစရှိသဖြင့်ဒါတွေကသူ့ကိုပြန်လက်ခံဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဘာလဲဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့ကောင်းခြင်းဆိုးခြင်းအစဉ်ပြေခြင်းမပြေခြင်း စတဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒီအားတွေ ਨੇ ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်မှာဘလို့မှမဖြစ်တော့ဘူးဘာမှစိတ်မဝင်စားတော့ဘူးเนาะတံပိုးထားခြင်းမထားခြင်းအဆက်ရှိတဲ့ပြင်ပေါ့နော်ကိုယ့်ပုံမှာလိုအပ်ခြင်းမလိုအပ်ခြင်းဒါတွေကိုကိုယ်ဒီဘာမှ စိတ်မဝင်စားတော့ဘူးဘာမှပတ်သက်လိုခြင်းလည်းမရှိတော့ဘူးဘာအကြောင်းအကျောင်းမှဆက်သွားခြင်းလည်းစိတ်လည်းမရှိတော့ဘူးပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့ကမေတ္တာနဲ့လမ်းခွဲလိုက်တာပဲလူတစ်ယောက်ရဲ့ ဘဝမှာသူ့ရဲ့ဘဝတလန်တွေကိုမပျက်စီးစေခြင်းဘူးသူ့ရဲ့စိုးကြိုးเนาะဒါအောင်မလို့လာအောင်သူ့ဘဝမှာမထိခိုက်စေခြင်းဘူးမပျက်စီးစေခြင်းဘူးเนาะဒီဟာကကျမတို့အတွက်ကဘာလဲဆိုလို့ရှိရင်မေတ္တာနဲ့လက်လွတ်လိုက်တာမျိုးပဲဖြစ်ပါတယ်မေတ္တာလို့ပြောလိုက်တိုင်းကျမတို့ကเนาะဒီလူတယောက်ရဲ့အဆိုးဆုံးအခြေအနေတွေကိုတော့မှကျမတို့ဒီလက်ခံပြီးရတာမှာเนาะကိုကိုကိုလည်းအာနာကျင်မှုတွေ ချက်ပြီးတော့ပြီးမယ်ကိုကိုကိုလည်းကိုရဲ့ငြိမ်းချမ်းမှုကိုလည်းမကာကွယ်နိုင်ဘူးเนาะကိုရဲ့စိတ်အေးချမ်းမှုကိုလည်းကိုဟာမရယူနိုင်ဘူးမဆောင်ကျင်းနိုင်ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှင်ဒါကိုကိုကိုမေတ္တာရှိရမျိုးလည်းမဟုတ်ဘူးအဲ့တော့ကိုကိုကိုလူတစ်ယောက်ကမေတ္တာရှိရဲ့တကယ်ဘဝမှာအေးချမ်းချမ်းနဲ့မေတ္တာနဲ့ဖြတ်သန်းသွားခြင်းနဲ့ဆိုလို့ရှင်တကယ်ကိုတချို့အရာတွေမှာကျမတို့ block လုပ်လိုက်ရတာရှိတယ် နော် boundary ဆိုရဲစီးတွေချလိုက်ရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်တာလဲဆိုလို့ရှိရင်နှစ်ဦးနှစ်ဖက်ဖြစ်နေတဲ့နာကျင်မှုတွေပူလောင်မှုတွေနောက်တစ်ခုကကျတော့အကုသိုလ်တရားတွေပေါ့နော် negative တွေဒါတွေအကုန်လုံးကိုကျမတို့ကအဆုံးသတ်လိုက်တာ ਨੇ တူတူပဲဒီနေရာမှာကျမတို့ခုပြောချင်တာရှိရေပေါ့နော်ဘဝဆိုတာကိုယ်ကိုလိုအပ်တဲ့သူပေါ့နော်ကိုယ်ကိုတကယ်လိုအပ်တဲ့သူ ပြည့်ရဲ့ခါမှာကိုယ့်ရဲ့တန်ဖိုးကိုတကယ်သိတဲ့သူအဲ့လိုလူတွေအခြေအနေတွေပဝင်းကျင်တွေမှာရှင်သန်ရတာပဲအကောင်းဆုံးပဲအဲ့လိုပဝင်းကျင်တွေမှာကိုယ်ကရှင်သန်ရတယ်ဆိုရင်ကိုယ့်ဘဝအရင်ပျော်စရာကောင်းပါတယ် ဒါမှမဟုတ်ဘူးเนาะကိုယ်ကံထုတ်နေတဲ့အတိုင်းဝိုင်းပဝင်ခြင်းလူပုဂ္ဂိုလ်တွေကိုယ့်ရဲ့စီရင်နာမြစ်တာကိုအမြဲတမ်းစော်ကားနေတယ်เนาะကျေးဇူးမတိတတ်တဲ့လူတွေเนาะအဲ့လိုလူတွေအတွက်ကိုယ့်ဘဝရှင်သန်နေရဆိုရင်အမြဲတမ်းစိတ်ထိခိုက်မှုတွေကိုခံစားရလိမ့်မယ်စိတ်ပူလောင်မှုတွေကိုခံစားရလိမ့်မယ်စိတ်အနှောက်အယှက်ဖြစ်စရာတွေဒါတွေကိုအမြဲခံစားနေရလိမ့်မယ်ဒါကြောင့်မလို့အရေးကြီးတာဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အကြည်ဓာတ်တွေမြစ်တာစိတ်တွေเนาะဒါတွေကိုပြက်ပြားစေတဲ့ နော်လူပုဂ္ဂိုလ်တွေအခြေအနေတွေအဖြစ်အပျက်တွေရှိရဲဆိုလို့ရှိရင်ကျမတို့ဒီဒီလိုအရာတွေကနေပြီးတော့ရှောင်ကျဉ်တက်ရတယ်မေတ္တာဆက်မပေးသင့်တော့ဘူးဆိုတဲ့သူတွေကိုနော်ကျမတို့ကပို့ဟိုလိုရာထက်ပို့တဲ့မေတ္တာတွေသွားပြီးတော့ပေးနေမိတယ်နော်ကိုယ့်ကိုမလိုအပ်တော့ပါဘူးဆိုတဲ့လူတွေကိုကိုယ်ကဆက်ပြီးတော့ဖြည့်ဆည်းပေးနေတယ်ကိုယ့်ကိုကျေးဇူးတင်စကားတခွန်းအောင်ပြောဖို့တတိမရသေးတဲ့သူတွေကိုကိုယ်ကဆက်ပြီးတော့လှုပ်ပေးနေတယ် ဲ့လိုဆိုတဲ့အခါမှာနောက်ဆုံးမှာကျမတို့ရလိုက်တာကိုယ့်ရဲ့အကြည်ဓာတ်တွေပျက်စီးသွားတာပဲအဲ့လိုပျက်စီးသွားတဲ့အတွက်ကြောင့်မလို့ကိုတကယ်မြေတားထားတဲ့သူတွေအပေါ်မှာတော့မှာကိုကနော်ကိုယ့်ရဲ့စိတ်ပေါ့နော်ဒီ negative တွေကိုသွားပြီးတော့ lesson ကံပေးလိုက်တာရှိတယ်သူတို့အပေါ်မှာပဲညှူဆူလိုက်မိတာမျိုးတွေတော့မှာရှိတယ်တကယ်ခယူဆိုင်ရမယ့်သူတွေပေါ့တကယ်ချဲ့ရမယ့်သူတွေအပေါ်မှာပြက်ကွက်မှုတွေကျမတို့အများကြီးဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မလို့ဘဝမှာ boundary ထားပါ boundary ထားတယ်ဆိုတာကလည်းဗာလဲဆိုလို့ရှိရင်ကျမတို့မြေတားကိုအခြေခံပြီးတော့ boundary ထားတာပဲဖြစ်ပါတယ်လူတယောက်ပေါ်မှာ boundary ီထားလိုက်တဲ့အခြေအနေတခုအဖြစ်ပြက်တခုနေရာတခုပေါ်မှာစီချထားလိုက်တဲ့အတွက်ကြောင့်လို့ဒါသူတို့မုန်းတာလည်းမဟုတ်ဘူးသူတို့ရဲ့ပျက်စီးမှုကိုလုံလားတာလည်းမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုလို့ချင်းကျမတို့ကိုယ်တိုင်ကငြိမ်းချမ်းမှုနဲ့ရှင်သန်သွားနိုင်ဖို့အတွက်ကိုယ်ရဲ့မေတ္တာစိတ်ကိုဆက်ပြီးတော့ရှင်သန်ဖို့အတွက်အဲ့ဒီမေတ္တာစိတ်နဲ့ကိုယ့်ရဲ့ဘဝမှာအေးချမ်းစွာနေထိုင်နိုင်ဖို့အတွက်ကိုကျမတို့ကစီချထားလိုက်တာဖြစ်ပါတယ်။ဒါတကူကောင်းစံတာလည်းမဟုတ်ဘူး။ကျမတို့က အာတစ်ပင်တစ်ပင်ပေါ်ကိုတက်ချင်တယ်ဆိုရင်တစ်ပင်အောက်မှာရှိရဲ့ခြုံတွေပိတ်ပေါင်းတွေကိုတော့ကျမတို့ကအကုန်လုံးရှင်းပြရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့ဘဝတွေမှာအရှုပ်တွေကိုရှင်းနိုင်လေကျမတို့ဘဝတွေကအပုံပို့ပြီးတော့ရောက်လေအပုံမြင့်မြင့်တက်နိုင်လေပဲဖြစ်ပါတယ်နော် ကိုကိုယ်တိုင်ခြေထားမိရဲ့ကျိုးတွေနော်ဒါတွေကိုလည်းကျမတို့ဖျက်ချနိုင်ရမယ်ဘောင်ဒရီတွေထားနိုင်ရမယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးကိုကျမတို့ အာဒီ by weekend talk မှာပြောပြလိုက်တာဖြစ်ပါတယ်ကျမတို့ဒီစီမှာတယောက်နဲ့တယောက်ပေးနေတဲ့နာကျင်မှုတွေရှိရဲဆိုလို့ရှိရင်ဒီနာကျင်မှုတွေကိုအဆုံးသတ်နိုင်ကြပါစီအဆုံးသတ်တဲ့သူကလည်းကိုကစပြီးတော့ဖြစ်လာနိုင်ကြပါစီလို့ဒီ weekend talk လေးကနေဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် have a nice weekend and thank you for listening